အားလုံးပဲမင်္ဂလာပါ Plan Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပြီးတော့ဒီဘက်မှာဘာသာပေါင်းစုံရင်ကျေးမှုထွန်ကားရေးဆိုတဲ့ပတိကောဟာဆိုရင်ပူပန်မှုတွေနဲ့အတူရောနှောပြီးသိရှိနေပါတယ်။အစ္စလမ်ဘာသာဝင်နေပြလာမှုကိုပိုင်မလက္ခဏာနဲ့နေနှွေးဖွင့်လာခြင်းစားတဲ့အကြောင်းအရာတွေဟာနိုင်ငံရေးနဲ့ယဉ်ကျေးမှုဘဝရဲ့အစွန်ပြားကနေဘိုးချမောက်ကိုရလာခဲ့ပါတယ်။အချိန်ကကြိုဆိုရေးနဲ့မတူကွဲပြားမှုကိုအပိထောက်ခံသူများအဖြစ်ပို့ကိုကိုဂုံယူခဲ့ကြတဲ့နိုင်ငံတွေဟာအခုအခါမှာတော့မွတ်စလင်များစုနေထိုင်ရာနိုင်ငံတွေကနေ အကြီးစားလူဝင်မှုကြီးကြပ်ရေးရဲ့အကြီးရဲ့ပဲဖြစ်ပေါ်လာတဲ့ဆိုကြိုးတွေနဲ့လုံခြုံနေကြရပါလေ။ဒါအပြင်သူတို့ဟာနောက်နာကမှာဘလို့ဥရောပမျိုးဖြစ်ကျင်တယ်လဲဆိုတဲ့အနေနဲ့မိကုန်းတွေနဲ့လည်းယဉ်ဆိုင်နေရပါလေ။ဒီလိုတိုက်ကြီးတစ်ခွင်ရန်ချုံနေတဲ့မုံတိုင်းကြားထဲမှာဥရောပသမဂ္ဂ EU ကပြပြောင်းချကြသူတွေသူတွေအစ္စလန်ဒေသကနေလာသူတွေကိုအဖွဲ့ဝင်နိုင်ငံတွေနဲ့ပြောင်းဝေးပေးခြင်းဖြင့်ပြပြောင်းနေထိုင်မှုကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါလေ။ဒါပေမဲ့ဒီမူဝါဒဟာအိမ်မမှုတွေကို ရောပါစီမဲ့စား ပို့ပြီးတောင်ဒေါ်လာစီခဲ့ပါတယ်။ဒီလိုညီညွတ်မှုနဲ့လူ့ကိုယ်ရေးဆိုင်ရာညင်ပွားမှုတွေဟာလုံခြုံရေးလူမှုပေါင်းစည်းညီညွတ်မှုနဲ့ရေးရဆင်လာပြီးပြောက်ွက်သွားမှကိုကြောက်ရွံ့မှုနဲ့တိုက်ဆိုင်နေပါတယ်။တာမန်ဥရောပသားအများစုအတွက်တော့အစ္စလမ်ဘာသာလွှမ်းမိုးမှုအညင်ပွားမှုဆိုတာသင်ရင်စရာတွေတသက်မဟုတ်ပါဘူး။ဒါသူတို့ရဲ့ရက်ကွက်လမ်းတွေကြောင်းနေနဲ့နေ့စဉ်ဘဝရင်းရင်းချင်းမှုစီကြွတွေနဲ့သက်ဆိုင်နေတာပါပဲ။ပြီးတော့ပိုလန်ဆိုတာရှိလာပါတယ်။သူရများသောသူဝင်နေချိန်မှာပိုလန်ကတော့ရှင်းလင်းပြတ်သားတဲ့ line တစ်ခုကိုဆွဲခဲ့ပါတယ်။ အစ္စလမ်ကဘာမှဒုက္ခတွေတွေကိုရက်ခံဖို့ညှင်းဆန်ခဲ့ပြီးဥရောပတမကရင်ဆုံးဖြတ်ချက်တွေကိုပုံမှန်လင်းလင်းစင်ကောခဲ့ပါတယ်။ဥရောပတရားရုံးချုပ်ကဒီလိုစံကျင့်မှုကိုခြုံချခဲ့ပေမဲ့ပိုလန်ကတော့စုတ်ကမသွားပါဘူး။သူကကိုကိုကိုဥရောပရဲ့တကားဝမှာရက်နေတဲ့ပြင်ဆောင်အဆောင်လျှောက်ပြစ်တင်ပြခဲ့ပါတယ်။သူရဲ့မြင်မှာအနေရရှိတဲ့တရားမဝင်မှုစလင်ရှင်ပြောင်းဝင်အောင်မှုနဲ့ပြည်မြန်နဲ့ရင်ကျမှုဆိုင်ရာပြောင်းလဲမှုလိုင်းကိုကူးကန့်တွန်းလှန်ဖို့ဆုံးဖြတ်ထားပါတယ်။ဒီလိုပါကြောင့်ပိုလန်ကဒီလမ်းကိုရွေးချယ်ခဲ့ကြတယ်လေ။ သူရဲ့ရည်တည်ချက်ကဥရောပတမကအတွင်းသံဃာဝိုင်းကိုဘယ်လိုပုံပေါ်ပေးသလဲဒီလိုစလန်ဘာသာလွှမ်းမိုးမှုနဲ့ဘာသာပေါင်းစုံယဉ်ကျေးမှုပေါ်ရုံးကန်မှုကအိုက်ဂျီရဲ့အနာဂတ်အတွက်ဘာကိုဆိုလိုနိုင်တယ်လဲဆိုတာကိုလေ့လာသွားပါမယ်။ယုံကြည်ချက်ကိုပိုင်လက္ခဏာနဲ့ဥရောပကိုအတိတ်ပြဖွင့်မဲ့ဒီချက်မှုတွေကိုစိတ်ဝင်စားရတဲ့ဆိုရင်ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ရှုပေးဖို့ပြောကြားလိုပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုစာလိုက်ကြရအောင်ပါ။ ိုလန်ကိုမကြာခဏဆိုသလိုကင်းပါတယ်နေဆက်နိုင်ငံဖြစ်တင်ပြကြပေမဲ့အထူးသဖြင့်မူဆလင်အများစုနေထိုင်ရာနိုင်ငံတွေကနေလူမှုကြီးကြပ်ရေးပေါ်သူ့ရဲ့ရည်တည်ချက်ဟာချန်စီယိုတွေနဲ့ပစ္စည်းဂိတ်တွေထံအများကြီးပို့ပါတယ်မျက်နှာပြင်ပေါ်မှာမြင်နေရတာကမူဝါဒဖြစ်ပေမဲ့အတွင်ပိုင်းမှာတော့နေထိုင်မှုပုံစံမျိုးသားရေးစိတ်ဓာတ်နဲ့ညီငယ်မှုဆိုင်ရာပုံမြင်တပုတ်ကိုကာကွယ်လိုတဲ့နည်းနည်းတဲ့ဆန္ဒကိန်းအောင်နေပါတယ်ပိုလန်လူမျိုးအများစုကတော့ဒီယာရီယာမြန်မာစွာကဘာနဲ့ချိန်ဆက်လာတဲ့ခေတ်ကြီးမှာမပြောင်မပြတ်သင့်ဘူးလို့ယုံကြည်ကြပါတယ် တို့မြန်မာနေဆက်ကိုကာကွယ်တာဟာမှန်ញံယုံကြည်ချက်နဲ့ဥရောပရဲ့ပြည်ချအမြင်တကူကိုကာကွယ်တာနဲ့ဆက်ဆက်နေပါလေ။ပိုလန်နိုင်ငံသားအများပြားအတွက်လူဝင်မှုကြီးကြပ်ရေးမေးခွန်းအားကြီးကြပ်မှုနဲ့မျိုးသားရေးမလက္ခဏာကိုကာကွယ်ဆောင်ရွက်ခြင်းနဲ့ခံခိုင်မှမှချီးနှောင်တာပါလေ။ဒီမလက္ခဏာရာဇဝတ်များစွာကြောင်းစစ်ပွဲတွေ၊နိုင်ပိုင်မှုတွေနဲ့ဥကန်ဒေါ်လာမှုတွေကနေပေါ်ပေါ်ထားတဲ့တက်တလိယုံကြည်ချက်နဲ့လာပေးမှုတွေတို့ကြောင့်အမှတ်အသားပြုတာပါလေ။ဒါသင်္ကေတတွေ ဒါမှမဟုတ်အားလည်းရက်တွေမြတာမဟုတ်ပဲမိသားစုတွေစုတောင်းပုံအတိုင်းဝိုင်းတွေပွဲကျင်းပပုံနဲ့တမိုင်ကိုမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပြောပြပုံတွေနဲ့သဆိုင်နေပါတယ်။ပြင်ကြတဲ့ချင်ကမှုရဲ့ထောက်ကမ်းသူတွေကမုစလင်အများစုနေထိုင်ရနိုင်ငံတွေကနေအစုလိုက်အပြုံလိုက်လူဝင်မှုကြီးကြပ်ရေးဟာအချိန်ကြာလာတဲ့အများဒီကတည်းကနဲ့ဆလာပစ်ထူကြချက်ကိုအားနည်းစေနိုင်ပြီးမျိုးသားလုံးကြုံရေးကိုပါထိခိုက်စေနိုင်တယ်လို့ညင်းခုံကြပါတယ်။တို့ကယဉ်ကျေးမှုကိုစိတ်ကစားသဘောတရားတစ်ခုအပြည့်မမြင်ပဲဒါဆိုဘွာဖျားရှိကိုကြောင်းပေါ်ကဘာသာစကားနဲ့မျှဝေထားတဲ့ မှတ်ဉာဏ်တွေရဲ့နေ့စဉ်စီးကျပြင်မြင်ကြပါတယ်။ဒီဆိုရဲ့မူတွေက2015ခုနှစ်ဘူရပရှင်ပြောင်းအခြေချအကြတဲ့ကာလမှာထင်ရှားလာခဲ့ပါတယ်။ဒီရီးယားအီရန်နဲ့အာဖဂန်နစ္စတန်တို့ကဒုက္ခသည်နဲ့ဒီပြောင်းအခြေချသူဓမ္မမြောက်စွာဘီကင်းရဝေရှားပွေးနေချိန်မှာဂျာမနီနဲ့ဆွီဒင်လိုနောက်ယောပနိုင်ငံတွေကအဲလိုက်လေလေကြိုးကြိုးနဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့ပါတယ်။သူတို့ရဲ့မျိုးတွေနဲ့ကြောင်းတွေဟာပြီးစရာပြောင်းလဲသွားပြီးနိုင်ငံရေးညင်ပွားမှုတွေပုံမပြင်းထန်လာခဲ့ပါတယ်။ ိုလန်ကတော့ဟန်ဂေရီချက်သမရနိုင်ငံတို့နဲ့အတူဥရောပတမကအဆိုပြုခဲ့တဲ့ပြည်လဲနေရခြားတာကြီးခွဲတန်းကိုပြင်းပြင်းထန်ထန်တွန်းလှန်ခဲ့ပါတယ်။ပိုလန်ကောင်ဆောင်တွေကသူတို့ရဲ့ဆုံးဖြတ်ချက်ကိုကောက်ွယ်ခဲ့ပြီးအဆွေရောက်အစ္စလန်နဲ့ဆက်ဆက်နိုင်တယ်။အန်ယရီကနေနိုင်ငံသားတွေကိုကောက်ွယ်ဖို့နဲ့အခြားနိုင်ငံတွေရင်ဆိုင်နေရတဲ့လူမျိုးရေးတင်းမမှုတွေကိုရှောင်ရှားဖို့လိုအပ်ကြောင်းလေးပြပြောကြားခဲ့ပါတယ်။ပိုလန်လူမျိုးအများပြတ်တော့နောက်ယောပကပုံရိပ်တွေဟာသူတို့လည်းဒီလန်နိုင်လိုင်းနိုင်ရင်ဖြစ်နိုင်တဲ့သတိပေးချက်တစ်ခုလို့ဖြစ်နေပါတယ်။ဒီရည်ကြနိုင်ငံရေးသဘောထားတစ်ခုလည်းမဟုတ်ပဲ ိုလန်လူကြီးအများပြားရဲ့ဆိုရင်ပူပန်မှုတွေကိုပဲ့တင်ထက်နေပါတယ်။လူများစွာကမွတ်စလင်စီပေါင်းချစ်ကြသူတွေပြင်မြန်စွာငွေရောက်လာခြင်းဟာလူမျိုးရေးမငြိမ်မသက်မှုတွေဖြစ်စေနိုင်တယ်။အကြံဖတ်မှုအနည်းငယ်ကိုတိုးစေနိုင်တယ်။ပြီးတော့ရိုးရပူလန်တန်မိုးတွေကိုတပြေပြေးတိုက်စားသွားနိုင်တယ်လို့ဆိုရင်ကြားပါတယ်။ဒီဆိုရင်မှုတွေကိုမီဒီယာသတင်းတွေအခြားရောပါမျိုးတွေက PDF တွေနဲ့အပြောင်းအလဲတွေရမ်းမြန်တယ်လို့ခံစားရတဲ့အခါဖြစ်ပေါ်လာတဲ့တဘာဝကြတဲ့ဆိုရင်ပူပန်မှုတွေကမကြကနာဆိုသလိုအားဖြစ်ပေးနေပါတယ်။ဒီဆိုရင်မှုတွေကအပြေးဝမှာကန်တီဖြစ်စေ မန်ကန်ဒီဖြစ်စေသူတို့ဟာစွမ်းထားပါတယ်။အားကြောင့်လဲဆိုတော့နေစဉ်ဘဝအဖြစ်မှန်ရန်နေဘဝကလုံခြုံရေးရက်ွက်တွေရဲ့တားဆတာဖြစ်မှုကလေးတွေရဲ့အနာဂတ်နဲ့နိုင်ငံနဲ့ဘာသာရေးရှုခင်းစားတဲ့အရာတွေကိုထိတွေ့နေလို့ပဲဖြစ်ပါတယ်။သူတွေကသူတို့ရဲ့အတန်းဟာအင်းငယ်ပြီးကဘာကြီးကနှင်းမြန်စွာယူလျားနေတယ်လို့ခံစားရတဲ့အခါတွင်မှုကြည်ကြရေးပေါ်ခိုင်မာတဲ့ယက်တိချက်တွေဟာခင်ကြုံမှုကိုပြန်လဲရရှိဖို့နီလန်တကူကိုခံစားရနိုင်ပါတယ်။ဖြစ်တဲ့ဘဝမှာဒီလိုရုန်းကန်ရတာပိုလန်အတွက်ခင်ကြုံမှုကိုပြန်လဲရရှိဖို့နီလန်တကူကိုခံစားရနိုင်ပါတယ်။ စ်တဲ့ဘဝမှာဒီလိုရုံးကန်ရတာကိုလန်အတွက်တမှုထူးခြားတာမဟုတ်ပါဘူး။အကြီးတွေအနှံပြမှာလူပွက်ကြီးတွေဟာအတူတူမိကုန်းနဲ့ကိုရင်ဆိုင်နေရပါတယ်။ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုစိတ်ဝိညာဉ်ကိုမဆုံးရှုံးစေပဲလိုအပ်နေသူတွေပေါ်ဘလို့ပွန်လင်းစာဆက်လက်နေတိုင်းမလဲ။ယူနာတရားကိုတောင်းအယူမှုနဲ့ဘလို့ဟန်ချက်ညီအောင်ထိန်ထိန်မလဲ။လူစုံမှုနဲ့ပညာရှိတဲ့ကံတချက်တွေကိုဘလို့မျှတစေမလဲ။ကိုလန်ရဲ့ရွေးချယ်မှုကိုကြီးလိုက်တဲ့အခါကျွန်တော်တို့ဟာပြောင်းလဲနေတဲ့ကမ္ဘာကြီးထဲမှာကိုယ့်ရဲ့ဆိုရင်ပူပန်မှုတွေနဲ့ညှောလင်းချက်တွေရဲ့မှန်ကိုတကယ်တမ်းကြီးနေတာပဲဖြစ်ရပါတယ်။ စင်ကောင်မှုကတော့ကြောက်ရွံ့မှုကနေပကြံတိမြင့်နိုင်စွမ်းရှိကိုရွေလျားဖို့ပဲဖြစ်ရပါတယ်။ကျွန်တော်တို့ရဲ့ရွေရစင်လာတွေကအောက်မွန်ရဲ့ယာကိုခိုင်မြဲစွာထုတ်ကင်ထားပြီးအချိန်တည်းမှာပဲရှင်ပြောင်းနေထိုင်မှုနဲ့ငင်းချင်းမှုပြောင်းလဲမှုရဲ့ရှုပ်ထွေးတဲ့လက်တွေ့အခြေအနေတွေအတွက်တရားမျှတပြီးလူသားဆန်တဲ့ဖြစ်တွေကိုရှာဖွေဖို့ပါပဲ။ဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်။